င်္ဂလာသားသမီးတွေအတွက်ကြလာတဲ့တေရနမိတ်ကတော့ပထမဆုံးကြတဲ့နမိတ်ကကြတော့ဓာနမိတ်ဖြစ်ပါတယ်ဓာနမိတ်ကကြတော့သူကပူပန်တော့ကချုံဝါခြင်းတွေကိုညွန်ပြတာပေါ့ဒါရဲလာသားသမီးတွေကဒီကလမှာ အကြောင်းမျိုးမျိုးကြောင့်စိတ်မော လူမောဆိုတဲ့အခြေအနေမျိုးတွေကြုံရတတ်ပါတယ်။အိမ်မှာနေခြင်းသိမ့်မရှိဖြစ်တတ်ပါတယ်။မိမိတို့ရဲ့မိသားစုတွေမိမိတို့ရဲ့နေမင်္ဂလာတွေမှာပူပန်တော့ကတွေကြုံနေရတတ်တယ်။ ဟိုကလောကကောင်းနွန်းတို့ဒီအလောကကောင်းနွန်းတို့နဲ့လည်းအချိန်ကုန်သွားတတ်ပါတယ်။နောက်ဒီကတော့မိသားစုတွေဥနှင်းပက်ထောင်ဖြစ်တတ်တယ်။တယောက်တစ်ပေါက်တွေဖြစ်တတ်တယ်။ဟိုလူနဲ့ဟိုလူကမတက်ဒီလူနဲ့ဒီလူကမတက်ဟိုလူနဲ့ဟိုလူနဲ့ကရမ်းဖြစ်ကိုကကြားရဲရနေပြီးတော့ပူပန်တော့ကတွေတစ်ခုပြီးတစ်ခုကြုံနေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါတော့ဒီကာလမှာတရဏသာသမီတွေအတွက်ချလာတဲ့ကံကြမ္မာနမိတ်ရာဆိုရင်တော့ စိတ်မောလူမောဆိုတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဖက်ဘက်ကနေစိတ်တွေပင်ပန်းနေရတတ်တယ်အဖက်ဘက်ကလည်းပဲလူကလည်းပင်ပန်းနေရတတ်တယ်ကိုယ့်အတွက်အင်မတန်မှကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုယ့်ရဲ့စီးပွားရေးအတွက်ကိုယ့်ရဲ့ကုမ္ပဏီအတွက်ကိုယ့်ရဲ့ဌာနမှာအင်မတန်မှအားကိုးရတဲ့လူတွေအင်မတန်မှယုံကြည်ရတဲ့လူတွေကြောင့်အခက်အခဲလေးတွေကြုံရတတ်ပါကိုယ့်ကလူယုံဒုက္ခပေးတတ်တဲ့အချိန်ကာလဆိုရင်လည်းမမှားပါ ်ဟိုလူတယောက်ကိုယုံကြည်တယ်လေးလေးနက်နက်ကြည်ရထားတယ်အဲ့ဒီအတွက်အခက်အခဲလေးတွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ယုံကြည်ရတဲ့လူတွေကိုစွန့်လွှတ်ရတတ်တဲ့အတွက်နာကျင်ရမှုတွေလည်းပဲတင်းနာသားသမီးတွေကခံစားရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံတတ်တယ်ကိုယ့်ရဲ့မိသားစုဝင်တွေကြမ်းမာရင်ညံလို့ဆေးရုံစည်းကမ်းတွေပို့ဆောင်ပေးရတဲ့အဖြစ်အပျက်မျိုးလေးတွေလည်းကြုံရတတ်ပါတယ် အလုတ်ကင်နေဆိုရင်လည်းရှေ့ကိုမရောက်ဘဲနဲ့ထင်းကောင်နေတတ်ပါလက်ရှိအလုတ်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေအလုတ်မှာပြဿနာလေးတွေအဆင်မပြေမှုလေးတွေကိုဖြေရှင်းနေရတဲ့အတွက်ကိုယ့်လုပ်ငန်းသစ်တွေအကြံဒီသစ်တွေစိတ်ကူးသစ်တွေရွေချက်သစ်တွေကိုအကောင့်ထဲမပေါ်နိုင်ပဲအလုတ်တရားရှေ့ကိုမရောက်ဘဲအဲ့ဒီနေရာမှာပဲထင်းကောင်ကြံ့ကြာနေတာမျိုးလေးတွေကြုံရတတ်ပါတယ် ။နောက်ဒီကာလမှာတရင်လာသားသမီးတွေအတွက်စီးပွားရေးအလုပ်ကံတွေအကြံစီတွေလှုပ်တဲ့မလှုပ်တဲ့နောက်လှုပ်ရင်ကောင်းမလားမကောင်းလားပေါ့နော်တိုးချဲ့မလားရည်ရွယ်ထားတဲ့ကိစ္စတွေရှင်အဲ့တော့လှုပ်တဲ့မလှုပ်တဲ့ဆိုတာတဲ့မလှုပ်နိုင်ဖြစ်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နံပါတ်1ကတင်းလာသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာတဲ့သူကတရဖူဆိုတဲ့နမိတ်ကြတာပေါ့နော်တရဖူနှိုးကတော့ကောင်းတဲ့နမိတ်ပါပဲ ဒါပေမဲ့အဲ့ဒီတရဖူကဘလို့တရဖူမျိုးလဲဆိုတော့ဓာတ်သွားထက်ကတရဖူပါဓာတ်နဲ့ရယူထားအပ်သောတရဖူဆိုတဲ့နမိတ်ပါဒါလို့ရဏသာသမီးကငွေကြေးနဲ့ပတ်သက်ရင်လည်းပဲခက်ခဲရင်းရင်ခက်ခက်ခက်ခဲစူးစမ်းပြီးတော့မှငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေဟာပြည်လည်သွားနိုင်တဲ့အချိန်ကာလဆိုရင်လည်းမမှားပါဘူးကြောင့်ငွေကြေးကိုအကြောင်းပြုပြီးတော့အစဉ်ပြေနိုင်မပြေနိုင်ဆိုရင်အစဉ်ပြေနိုင်တယ်။ဒါပေမဲ့လွယ်လွယ်ကူကူအစဉ်ပြေတာမျိုးမဟုတ်ဘူး။ ခက်ခဲရင်းရင်ခက်ခက်ခက်ခဲပူပန်သောကတွေနဲ့ကြိုးစားအထုတ်ပြီးတော့မှအဲ့ဒီငွေကြေးကန်တာလေးတွေကအဆင်ပြေသွားနိုင်တာပေါ့နော်။အဲ့ရရကြီးတဲ့ငွေတွေရဖို့အတွက်ဆိုရင်လည်းပဲတွန်းအားပေးရမယ့်အခြေအနေမျိုးရှိတယ်။ကိုကိုရိုင်းကသူများကိုပတ်စံတွေပေးတရားရှိနေတယ်။ပေးနိုင်မပေးနိုင်ဆိုရင်လည်းပဲကိုကိုအတွန်းအားပေးခံနိုင်တယ်။ first အလောက်ခံရတဲ့အချိန်ကာလမျိုးဖြစ်တတ်ပါလား။ တော်ဒီကလာမှာတနင်္လာသားသမီးတွေအတွက်စိတ်မောလူမောကံစားတာဖြစ်တဲ့အတွက်ကျမ်းမာရေးလေးတွေလည်းပဲမမျှော်လင့်မဲ့နဲ့ညံ့သွားတတ်တယ်။ဒါကြောင့်ကျမ်းမာရေးတွေအထူးပြုစိုက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံစားတာတွေကတော့ဒီကလာတွေမှာကောင်းပါတယ်။မိသားစုတွေရဲ့အကူအညီပံ့ပိုးပေးမှုတွေရနိုင်တာပေါ့နော်။ဆွေမျိုးသားချင်းတွေရဲ့အကူအညီပံ့ပိုးပေးမှုကိုရတတ်ပါတယ်။မိသားစုဆွေမျိုးသားချင်းတွေကြောင့်ကိုယ်မှာအကူအညီကောင်းတွေအကြံစီကောင်းတွေရတတ်တာပါ။ ။နောက်လူမှုရေးနဲ့ပတ်သက်ရင်တော့အထူးထူးခြားခြားကောင်းမွန်တဲ့ကံတရားပါပဲ။နောက်လူမှုရေးကံတရားကောင်းတယ်လူချစ်လူကင်များမယ်။နောက်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်။နောက်ကိုယ်ကိုယ်တိုင်ကကိုယ့်ဘဝမှာအင်မတန်မှကောင်းမွန်တဲ့မိတ်ဆွေတွေပေါင်းသင်းတဲ့တကယ်ချင်းတွေကြောင့်ကိုယ်မှာကျုံတွေ့နေရတဲ့ပူပန်သောကတွေကို ဖြည့်သိမ့်နိုင်မယ်။အခက်အခဲတွေကနေပြီးတော့ကျော်လွှားနိုင်မယ်။လွတ်မြောက်နိုင်တာပေါ့နော်။ကြောင်ဒီကလာမှာအကောင်းဆုံးဟာကိုပြောပါဆိုရင်တိုင်းလာသားသမီးတွေအတွက်ကတော့ လူမှုရေးကဏ္ဍတစ်ခုကတော့တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်အဲတော့လူမှုရေးကဏ္ဍတွေမှာအများကြီးအထောက်ပံ့နေရတတ်တဲ့အထောက်အကူတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ပညာရေးကဏ္ဍတွေပေါ့နော်ပညာရေးကဏ္ဍတွေသင်တန်းတက်ရောက်မဲ့ကဏ္ဍတွေစောင်းဝဲဖြစ်ဆိုခြင်းနဲ့ပတ်သက်တဲ့ကဏ္ဍကဏ္ဍတွေမှာတော့ အနှဲငယ်နှောင်းနေတတ်တယ်ပေါ့နော်ဘလို့အခက်အခဲလေးတွေကြောင့်ခုနကပြောတဲ့စိတ်မောလူမောအခက်အခဲလေးတွေကြောင့်တခြားကိုပညာသင်ကြားမဲ့အပိုင်းတွေမှာမတင်ကြားဖြစ်တယ်ဖြစ်တတ်တယ်သင်ယူမဲ့အပိုင်းတွေမှာမတင်ယူဖြစ်တာမျိုးတွေကြုံရတတ်တယ်။နောက်ဒဲကသာသမီရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့စွားခြင်းပတဲ့နမိတ်ကြတာပေါ့နော်စွားခြင်းနမိတ်ကကြတော့နည်းနည်းလေးညံ့တာပေါ့။သူလည်းပဲစိတ်မောလူမောဖြစ်ရတတ်တယ်ကိုယ်လွှမ်းမိုးမဲ့ကိုယ်ချုပ်ကင်မဲ့ကိုယ်ချေလဲမဲ့ ဖြစ်သူဒါတွေအဲ့ဒါတွေကြောင့်เนาะအိမ်အောင်ဘက်တွေကြောင့်စိတ်တော့ကရောက်ရတတ်တဲ့အချိန်ကာလမျိုးတွေဖြစ်တတ်ပါတယ်။ဒါဒီကားမှာရဏသားသမီးတွေလည်းဘာသာရေးများများလုပ်ပေးပါဖရာတရားလုပ်တယ်များများလုပ်ပေးเนาะပို့ပြီးတော့ကောင်းတယ်ပေါ့เนาะစီးပွားရေးလုပ်ငန်းဆောင်တာတွေကတော့အရင်အင်တိုင်းအားတိုင်းမတိုးချဲ့တင်သေးပဲနဲ့လက်ရှိစီးပွားရေးအလုပ်ကံအကြံတီးတွေကိုဒီတဲ့ဆုပ်ယုံမသွားအောင်နည်းနည်းစူးစမ်းအထောက်အပံ့တဲ့အချိန်ကာလဖြစ်ပါတယ် တနင်္လာသားသမီးတွေဆိုရအကျိုးပေးတယ်ကံကောင်းစီတဲ့အယောင်လေးတွေကတော့အနဲ့ရောင်အဖြူရောင်ကောင်းပါတယ်ထီထိုးတာတွေကံသမဲထိုးတာတွေဝါသနာပါတဲ့တနင်္လာသားသမီးတွေဆိုရင်ခွန်အားစာနှဲ့စုံတို့နှဲ့စာခွန်စုံတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတကွန်လုံးကိုလုံးကတ်လို့ပူဇော်ပြီးတော့ဆုတောင်းရပါမယ်နော်အဲ့ဒါနဲ့နာသာသမီးတွေကြုံတွေ့ရတယ်မကောင်းတဲ့ကံတရာအញ្ញံကိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိတင်မှာဖြစ်ပါတယ်တင်းနာသာသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်း ခိုးချမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတလုံးတစ်ပါးတည်းရရှိနိုင်ပါစေ။ကျန်တဲ့အောင်ဆောင်နိုင်မြောက်ပြီးတော့စေဘဥစ္စာတွေလည်းတိုးတက်ပါစေ။ဘဝလန်းစီလန်းကိုအေးချမ်းသာယာစွာရှောက်လန်းနိုင်ပါစေလို့ဆုတောင်းမေတ္တာများပို့သပါရနော်။